ပရမသာဝန်သတင်းတပုတ်အနေနဲ့အမေရိကန်ရဲ့အွန်လိုင်းကြားပြလိမ်နယ်မှုနဲ့အွန်လိုင်းလောင်းကစားမှုတိုက်ဖြတ်ရေးမှာနန်နယ်လျှို့ဝှက်တဲ့ကြေရွက်ချက်တခုရှိနေတယ်လို့အကြမ်းမစစ်တဲ့ပြောခွင့်ရဇော်မဲလုံးကပြောမြန်မာနိုင်ငံမှာကြားဖြတ်နဲ့ကြီးဝါလာမှုထိုင်းနိုင်ငံကြောင့်အပြစ်တင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါလိမ့်မယ်။အမေရိကန်ပြည်တော်စုရဲ့အွန်လိုင်းကြားဖြတ်လိမ်နယ်မှုနဲ့အွန်လိုင်းလောင်းကစားမှုတိုက်ဖြတ်ရေးမှာ Hyder Under နန်နယ်လျှို့ဝှက်တဲ့ကြေရွက်ချက်တခုရှိနေကြောင်း အကြံပဲစစ်တပ်ပြောခွင့်ရဇော်မင်းထွန်းကပြောဆိုပါတယ်။ယနေ့စစ်တပ်ရဲ့ဝါဒပြန်သတင်းစာများမှတစ်ဆင့်ထို့သို့ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပြီးအမေရိကန်ပြည်ထောင်စုအနေဖြင့်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး State for Power အဖွဲ့ဖွဲ့စည်း၍မြန်မာနိုင်ငံမှာရှိတဲ့ကြားပြန့်စင်တာနှစ်ခုလုံးကိုစစ်ဆေးရေးပြုလုပ်ခဲ့တယ်လို့သိရှိရကြောင်းမြန်မာနိုင်ငံမှာရှိတဲ့ KK ပတ်ကဲတော်တော်လိန်လယ်မှုနေရာများကိုတိုက်ခတ်ရန်အတွက်ဘိုင်ယန်ထိုင်းပုလစ်ဝါရော့တပ်ဖွဲ့ငယ်အတူပူးပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI အေဂျင့်နဲ့ဆက်လက်တည်ဟုသိရှိရကြောင်း ျမ်းပတ်သုံးမထုံးကပြောဆိုပါတယ်။ဒါ၀ီကိုသုံးသက်ခြင်းဒီနိုင်ငံအနေနဲ့ခုနကပြောတဲ့ online လိမ်လည်မှု online လောင်းကစားမှုတိုက်ဖြတ်ရေးဆိုတာတဲ့ hyper internet နဲ့နဲတဲ့ရုပ်ဝတ်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသက်ရရှိပါတယ်လို့အကျမ်းပတ်သုံးမထုံးကပြောဆိုပါတယ်။အဲဒီအပြင်မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြင့် data များဖြစ်တဲ့ KK pad ရွှေကုတ်ကိုကြောက်ခစ် data များရှိအခြေခံလူနေထိုင်မှုရေလျက်စင်ပြီးဆက်တော်ရေးတို့မှာတစ်ဖက်နိုင်ငံမှာရရှိခြင်းဖြစ်ကြောင့် စစ်တပ်က KK ဘက်ကိုဖြိုဖျက်စင်ကာလာကလေးကအစထိုင်းနိုင်ငံဘက်သို့ကြားရောက်တည်ဟုကန့်ကွက်ကြောင်း KK ဘက်ကိုဖောက်ပွဲဖြိုဖျက်မှုများအစင်းမြင့်ဖောက်ပွဲမှုများဖြစ်၍နေနာမှာရှိရတစ်ပင်ပင်မလောက်နိုင်ကြောင်းထို့ကြောင့်ထိုင်းနိုင်ငံတဲ့သို့အစများကြားရောက်စရာအကြောင်းမရှိဘူးလို့တကောင်းကပြောဆိုပါနဲ့အဲဒီပြင်ကြားဖြန့်ဒေသမှာရှိတဲ့အလုံလုံခိုင်နေတဲ့နိုင်ငံသားသားများရဲ့69တသမ5ရာခိုင်နှုန်းမှာထိုင်းနိုင်ငံမှာတစ်ဆင့်ဝင်ရောက်လာခြင်းဖြစ်ကြောင်းစမတ်စော်မင်းထွန်းကအပြစ်တင်ပြောဆိုခဲ့ညာနောက်ထပ်ဒင်းဖုတ်စီနဲ့ မြန်မာနိုင်ငံမှာတရားမဝင်ကုန်သွယ်ရေးနဲ့ကြားဖြန့်ဝေလင်းတဲ့လုပ်ငန်းများမှာငြိမ်းချမ်းရေးယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင်များနေကြားဆောင်တက်များကြောင့်နင်းအောင်လိုင်းနဲ့ဇော်မင်းထွန်းကလေးတန်တက်တက်တဲ့အပြစ်ပို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာနေဆက်ကိန်းများပိတ်ထားရမှုတရားမဝင်ကုန်သွယ်ရေးများကြီးထွားလာမှုနဲ့ကြားဖြန့်ဝေလင်းတဲ့လုပ်ငန်းများငြိမ်းချမ်းရေးရယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင်များနေကြားဆောင်တက်များကြောင့်နင်းအောင်လိုင်းနဲ့ဇော်မင်းထွန်းကလေးတန်တက်တက်တဲ့အပြစ်ပို့ပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ16ရက်နေ့ဝေါ်လိုင်းများခီးစင်မှာကျန်းမာနင်းအောင်လိုင်းကမြန်မာနိုင်ငံ င်ငံနဲ့တရားမုံငယ်ကုံသွဲရေးဆောင်ရွက်နေသူများရင်ကျဲရေးရယူထားတဲ့တိုင်းရင်းသားများလက်နက်ကင်အဖွဲ့ကြီးများဖြစ်ကြသူတို့ရဲ့ကိုကြိုးစည်းဝါးရေးအတွက်တရားမုံငယ်ကုံသွဲမှုများ ပောင်းပတ်တလျက်ရှိတော့ပြစ်တယ်ပြောဆိုခဲ့မှာပဲ။နေဆက်ဒေတာများမှငိန်ချမ်းကြီးနေဆက်ဒေတာများမှတင်းနေအေးချမ်းမှုအားနယ်လာတစ်ဖြစ်အရှုသောနယ်မြေနေဆက်ခိတ်များကိုပိတ်ထားရတော့အရှုသောဝေတန်းများငိန်ချမ်းကြီးရယူလို့တဲ့တိုင်းရင်သားလက်နက်ကန်ဖွဲ့စည်းများအနေဖြင့်နိုင်ငံတော်ပေါ်တစ္ဆာစောင့်တည်မှုမရှိဘဲသူတို့ရဲ့ကိုကျိုးစည်းဝါးအတွက်တရားမဝင်ကုံသွယ်မှုများပောင်းပတ်တလျက်ရှိတော့ထိုကဲ့သို့တရားမဝင်ကုံသွယ်မှုများဆောင်ရွက်ရှင်းပြနေဆက်ဒေတာရှိလက်နက်ကန်အဖွဲ့စည်းများကိုတက်ဆိုးရှင်းနိုင်မှုဖြစ်ကြောင်းမင်းအောင်ပိုင်းကပြစ်တင် ပြောဆိုပါတယ်။လားတို့ယနေ့ထုတ်ပြန်ထားတဲ့စစ်တပ်ရဲ့ဝါဒပြန်သတင်းစာများမှာကြားဖြတ်သုံးငန်းများနဲ့ပတ်သက်တဲ့ EAOF, KNU, KNN အနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့တချို့သော EAOF နေကြားသောတပ်များကပါဝင်လျက်ရှိကြောင်းအကြံဖတ်စော်မထုံးကအပြစ်ဖို့ပြောဆိုပါတယ်။2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြဝတီမြို့နဲ့ အလံကွာဝေးတဲ့ခုနကနယ်နေပင်မှာတိုင်းသောလက်နက်က EAOS KNU KNNA အဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အရှုသော EAO အဖွဲ့တွေပြီးရင်နယ်ကြားဆောင်တပ်ဖွဲ့အမေရိကန်တပ်ဖွဲ့တွေဝင်ရောက်လုကင်နေတာဖြစ်ပါလေ။အဲဒီလူတွေကိုရှစ်ကက်ပြီးတော့ကိုဂျိုးရှာစီဝိုင်းတမားတွေကတော့အဲဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုံငန်းတွေကြားဖြန့်ကိုလုဆောင်နေတာဖြစ်တယ်လို့ကျမတော်မထုံးကပြောတူပါလေ။ရှေကုတ်ကမြို့တိမှာမြန်မာရတိုင်း International Foreign Group ကြောက်ခတ်နယ်နေမှာရှုံခတ် Great Response Committee တို့ကပါဝင်ပတ်သက်နေကြောင်းကျမ်းပတ်သောမင်းထွန်းကပြောဆိုပါတယ်။ကျမ်းပတ်စစ်တပ်ကစစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့တိုင်းပြည်မတည်ငြိမ်မှုများအတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးများမှအထူးကတာဝန်ရှိကြောင်းပြစ်တင်ပြောဆိုမှုများကိုမကြာခဏလှုပ်ဆောင်နေရှိတယ်လို့တင်ညာရှိပါ။ညနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ချွေကိုကိုကိုထူထောင်ခဲ့တဲ့ BGR ကစစ်တပ်ရဲ့ကရင်လုံဝင်ကြီးဘုံမှုကြီးမင်းကျော်သူနဲ့အတူကြားဖြန့်သုံးနေတဲ့တေယုံများပါဝင်နိုင်ငံခြားသား345ဦးကိုဖမ်းဆီးပြရတိုက်ကုမ္ပဏီထိတ်တန့်တာဝန်ရှိသူများနဲ့ပေးအုပ်ကြားပြန့်တတိယအားလုံးကို BGR ကဖိပြောင်းပေးထားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်မှာကြားဖြတ်မြို့တော်ရွှေကုတ်ကိုကိုထူတောင်ခဲ့တဲ့နေကြားဆောင် PTF ကစစ်တပ်ရဲ့ကရင်လုံးဝင်းကြီးဗိုလ်မှူးကြီးကျော်သူနဲ့အတူကြားဖြတ်လုံးနေတဲ့တရုတ်မြအပါဝင်နိုင်ငံခြား346ဦးယမန်နေ့ညနေပိုင်းကဖမ်းဆီးပြတာခဲ့ပါပဲ။ထိုင်းဒရင်တောင်မြောက်ကခေါ်ယူပြီးစစ်တပ်ကရဲနဲ့အတူ BGF နိုင်ငံတော်ဦးဆောင်တဲ့ တပ်ဖွဲ့များကရွှေဘုတ်ကိုအတွင်းမှာကြာပြန့်လုံနေတဲ့တေးုပ်များနဲ့နိုင်ငံသား346ဦးကိုဝန်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးကွန်ပျူတာများဖုန်းများကိုပါဖမ်းဆီးရရှိခဲ့ကြောင်း Candle Report သတင်းရဲ့ပေါ်ပြချက်အရသိရှိရပါတယ်။ယမန်နေ့ညပိုင်းရွှေဘုတ်ကိုမှဆောက်အုံများစုမှမဲမောင်နေပြီးမိဆက်တံများလည်းမကြရတော့ကြောင်း ထိုင်းတရင်ကဆိုပါတယ်ထိုင်းဆိုရကမြောက်ရီမျိုးတို့တရက်စစ်ရေးနဲ့အင်တာနက်ဖြတ်တောက်ထားတဲ့ကာလအတွင်းမှာလင်းထိန်ကြီးနဲ့ရွှေကုတ်ကူမှာအဆောက်အုံကြီးများမှာမီးဆက်တံများနဲ့မီးများလင်းထိန်မနေတော့ကြောင့်စစ်တပ်ရဲနဲ့ဗီဂျီယက်ကကြားဖြတ်နိုင်တဲ့သူများကိုနှိမ်နှင်းရဲ့စစ်ရေးတခုစတင်ခဲ့သည့်ပထမဆုံးညဖြစ်ကြောင်းထိုင်းတရင်ကဆက်လက်ရေးသားထားတော့လေတကယ်ရေးကြီးတဲ့ရထိုက်ပုံမနီထိတ်တန်တောင်းရှိသူရဲနဲ့ကြားဖြတ်တဲ့ဥတထေးတွေကနိုဝင်ဘာလ18ရက်နေ့ည19ရက်နေ့ညကလေးက BGF ကတည်ထုတ်သွားပြီ ိုဝင်ဘာလ17ရက်နေ့မှာကရင်လုံဝင်ကြီးဗိုလ်မှူးကြီးမင်းကျော်သူရဲမှူးနဲ့ဖြူဟာမှူးတွေခေါ်လာပြီးကြားဖြန့်ရုံတချို့ဝင်ဖမ်းပြတယ်ကွန်ပျူတာတွေဖုံးတွေယာနဲ့ရှိပြီးရတယ်ကွန်ပျူတာတွေကိုတော့နေရာစီတင်ပြီးဖြတ်မဲ့မီးရှို့ပြမယ်ရွှေကုတ်ဘိုးတဲကရေးကြည့်တဲ့ တရုတ်တချို့တွေကိုတခြားနေရာတွေရွှေ့ထားတယ်တကယ်တော့ရွှေကုတ်ကိုဆိုတာပေါ့ BGF ကပဲဖူထောင်ပြီးသူတို့ဟာသူတို့အဖမ်းပြအဖမ်းပြတာကလည်းကြားပြလုတ်သမားတွေပဲမိတာအရေးကြီးတဲ့သူတွေမခံဘူးလို့ရွှေကုတ်ကိုအရှင်တွေကိုစောင့်ကြည့်နေတဲ့ကရင်စစ်ရေးဒရင်းမြင့်ကပြောဆိုပါတယ်နိုဝင်ဘာလ19ရက်နေ့စစ်တပ်လက်အောက်ကန် BGF နိုင်မော်တော်ကကြားပြများကိုအပိဒတ်နှိမ်နှင်းတော့မယ်လို့ထုတ်ပြန်ပြောဆိုခဲ့တော့လေလက်တွဲမှာကြားပြခူတောင်းများပဲအထက်ကထိတ်တန့်တာဝန်ရှိသူရထိုက်ကုန်တာဝန်ရှိသူများနဲ့ကြားပြတဲ့သူတွေများကို BGF ကတည်ထုတ်သွားမှုမှာမေကွန် ုတ်เสียဖြစ်တယ်လို့ကရင်စစ်ရေးတရင်ရင်းနဲ့ကဆက်လက်ပြောဆိုပါတယ်တို့ရပဲခြေကုတ်ကုန်းကဆက်လက်လေပတ်နေတဲ့ကြားပြန့်ကုန်းတွေမြတ် ဆက်လက်ရှိနေသေးဖြစ်ပြီးတချို့သောကုမ္ပဏီများမှဆွေကုပ်ကိုမျိုးမှပြင်ပနေရာတစ်ခုသို့ကွန်ပျူတာများဖုံးများနဲ့ဆက်ဆက်ပစ္စည်းများဖိပြောင်းနေကြကြားဖြတ်မြန်မာအလုပ်သမိုင်းနဲ့အရှိတ်ဆက်ရှိနေတဲ့ကရင်တရင်မြို့တချို့ကပြောဆိုပါတယ်။နိုဝင်ဘာလ19ရက်နေ့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ချွေးပုတ်ကိုမျိုးတင်မှကြားဖြတ်များကိုပြည်တဲ့အပြက်နှိမ်နှင်းတော့မှဖြစ်ကြောင်းဆွေကုပ်ကိုများမှကြားဖြတ်တစ်ထောင်နဲ့နှစ်ထောင်ကြားရှိပြီးကြားဖြတ်များကိုလုံးဝမထားတော့ပဲအပြက်အပြီးနှိမ်နှင်းတော့မှဖြစ်ကြ ထို့သို့နေငင်းရောင်စစ်တပ်နဲ့ကူပန်းနေငင်းသွားမည်ဖြစ်ကြောင်းအမေရိကန်နဲ့တရုတ်ဖိအားရှိလာရေးမောက်ကဲ PTF ကကြားဖြတ်နေငင်းရဲ့ဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း BGN နိုင်မော်စော်ကနိုင်မော်စော်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်ဖေကုတ်ကမှကြားဖြတ်သိမ်းရှိရှိတာအခုကသူကကြားဖြတ်တစ်ထောင်နဲ့နှစ်ထောင်ကြားရှိတယ်ဆိုတော့အဲ့ဒီတော့ပဲအခမ်းပြမဲ့သဘောမျိုးပြောသွားတာဖေကုတ်ကတည်းကကြားဖြတ်မရှိဘူးဆိုရင်တသိန်းကနေနှစ်သိန်းကြားရှိတယ်လို့ကရင်သိန်းချင်းမြစ်ကပြောဆိုပါတယ်ဖေကုတ်ကထူထောင်သူစီကျင်းကြံကိုတရုတ်ကြားဖြတ်ငွေလိမ်လည်မှုများပါ ါဝင်နိုင်ငံတကာရာဇဝတ်မှုများဖြင့်ထိုင်းနိုင်ငံကတရုတ်နိုင်ငံသို့နိုဝင်ဘာလ12ရက်နေ့ကပြေးပြောင်းလိုက်ပြီးအမေရိကန်ကလည်းကြားဖြတ်များကိုကာကွယ်ပေးနေတဲ့ DKBA တပ်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြတ်တိုက်ချက်ရေးအထူးတပ်ဖွဲ့ကိုလည်းခွဲစည်းခဲ့တယ်ခွဲစည်းခဲ့ပါတယ်။ညာဘီမျိုးနဲ့ကကြားဖြတ်စင်ကြားဖြတ်စင်သားများကို BTS တော်ရှိသူ DKBA အပါအဝင်စစ်တပ်နဲ့အဆင်ပြေနေတဲ့လက်နက်ကိုက်တပ်ဖွဲ့များကအကြီးအကျယ်လုကိုင်းနေကြခြင်းဖြစ်ကြောင်းသိရရှိပါ။